အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီဗီဒီယိုဟာခုနလပိုင်းမှာတွေ့ကြုံလာမယ်တရင်းလာသားသမီးတွေရဲ့အဆိုးအကောင်းအနေအမြင့်အတက်အကျတွေကိုကျွန်တော်တက်မြောက်ထားတဲ့တဲရော့ဗီဒီယိုပညာရက်နဲ့တဲရော့ကတ်လေးကိုချိုးပြီးတော့ဟောကြားပေးသွားမယ်ဗီဒီယိုလေးဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုကိုကြည့်ရှုနေတဲ့ကျွန်တော်မိတ်ဆွေတွေအဲထဲမှာတရင်းလာသားသမီးတွေရှိမယ်တော့မဟုတ်ကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်း ဒီသားစုထဲမှာတနေ့လာသားသမီးတွေရှိတယ်။ဗေဒင်ယုံကြည်မှုရှိတယ်ဆိုရင်ဒီဗီဒီယိုကိုစောင့်တဲ့အထိကြည့်ရှုပြီးတော့မိတ်ဆွေရဲ့တလတာကံအဆိုးအကောင်းအနေကြအသက်အမြင့်တွေကိုရှောင်ရံဆောင်ရံသိရှိပြီးတော့ကိုယ်အနေနဲ့တတိထားမိအောင်စောင့်တဲ့အထိကြည့်ရှုပေးပါလို့မြတ်တရားရခိုင်အပ်ပါတယ်။အဲ့တော့ဗေဒင်ဆရာတယောက်အနေနဲ့ဗေဒင်ခေါ်တဲ့ကိစ္စတွေပြောတဲ့အခါမှာမိမိအနေနဲ့ဗီဒီယိုယုံကြည်မှုရှိတယ်ဆိုတော့ဒီဗီဒီယိုဟာကိုယ့်အတွက်ကောင်းမွန်တဲ့ဗီဒီယိုဖြစ်ပြီးတော့ဗီဒီယိုနဲ့ပတ်သက်ပြီးတော့ကိုယ့်အတွက်ယုံကြည်မှုမရှိဘူးဆိုရင်ဒီဗီဒီယိုဟာကိုယ့်အတွက် အလကားဗီဒီယိုတစ်ခုဖြစ်သွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကတော့ဗမေးတင်ကားကြီးတပည့်ဆရာစောရင်တော်ဖြစ်ပါတယ်မိတ်ဆွေတို့ကိုအမြဲတမ်းဗီဒီယိုရေတရားကြီးနဲ့ပတ်သက်ပြီးတင်ဆက်ပေးနေတဲ့ဆရာတယောက်လည်းဖြစ်ပါတယ်ဒါရိုက်ဟောကြားမှုတွေပြောကြားမှုတွေနှစ်သက်မှုရှိရဆိုလို့ရှိရင်ကျွန်တော်အကောင့်ကို follow လုပ်ပေးတာခြေအပြင်နေ့စဉ်နဲ့မြတ်ကျွန်တော်ပြောပြပေးနေတဲ့ဗီဒီယိုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေသိရှိဖို့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်စတင်ပြီးတော့တနင်္လာသာသမိတွေရဲ့ကအစိုးကောက်ကိုတဲတော်ကနေဆက်ဟောကြားပေးသွားမှာဖြစ်ပါတယ်ကဲ okay. ဲ့တော့ကျွန်တော် Terror ပဲစချုပ်ပါမယ်နံပါတ်1ချက်ကတော့တနင်္လာသားသမီးဒီကိုပိုင်လုပ်ငန်းစီးပွားရေးနဲ့ပတ်သက်တဲ့ gap ဖြစ်ပါတယ်တိုက်ရိုက်နံပါတ်ပုံရိပ်ရဆိုရင်တော့စီးပွားရေးတွေအားနည်းနေတယ်လောက်ချင်ကြိုင်ကျင်စိတ်တွေပျောက်ဆုံးနေတယ်အစိုးပတ်ကိုဥတည်သွားနေတယ်ဆိုရယ်ပုံစံမျိုးပြသနေတယ်အကျွင်းကြီးဟောင်းနေကြောင်းကိစ္စဟောင်းနေကြောင်းဆက်ရှုပ်နေရကာလတစ်ခုလည်းဖြစ်ပါတယ်ကိုယ်အနေနဲ့အားနေလာတဲ့အခါမှာအမားကိုအမှန်မမြင်အမဲကိုအမားမြင် စသဖြင့်အမျိုးမျိုးသောတွဲခေါ်မှုအမှားတွေကြောင့်စီးပွားရေးအခက်ခဲပုံမူပြီးတော့ကြုံတွေ့နေရတဲ့အဆင်မပြေတဲ့ကာလအပိုင်းခြားတစ်ခုဖြစ်တယ်။ရုံထွက်ဖို့အတွက်ခက်ခဲနေတဲ့ကာလအပိုင်းခြားတစ်ခုလည်းဖြစ်နေပါတယ်။ဒါကြောင့်မို့ကိုယ်ပိုင်လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့တနင်္လာသာသမိတွေကလာမယ့်9လပိုင်းမှာအားနေပါတယ်။အဆက်ဆက်ရေးအချင်းချင်းတုံးတက်ပြီးတော့လုပ်ပါ။လုပ်ငန်းချဲ့သွင်းခြင်းလုပ်ငန်းမှာယင်းဒီမြုပ်နှံမှုပြုလုပ်ခြင်းချောင်ကျင်တက်ပါတယ်။ လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အခုပွဲစားပဲဖြစ်ပါပဲဖြစ်ဒါတွေကလည်းကျွန်တော်ကိုယ်ပိုင်လုပ်ငန်းမှာပဲဖြစ်ပါတယ်အဲ့တော့ကိုဆက်လိုက်တဲ့ပွဲတွေကသူများနဲ့ဖြစ်သွားတာမျိုးတွေလည်းတွေ့ကြုံလာတတ်ပါတယ်တနည်းအားဖြင့်ပြောရင်အစိုးပြအနေနဲ့ကာလပိုင်းခြားတစ်ခုဖြစ်ပါတယ်နောက်တစ်ခုကတော့ငွေကြီးကိစ္စငွေကြီးကိစ္စအနေနဲ့ပတ်သက်ပြီးတော့ကြုံတွေ့လာတဲ့တအပိုင်းခြားရဆိုရင်တော့ဝေဝေထွက်ငွေမြတ်တမှုအားနည်းတဲ့ကာလအပိုင်းခြားတစ်ခုကိုကျွန်တော်တို့ဖော်ပြနေတယ်နောက်တစ်ခုကတော့ ငွေကြေးကိစ္စမှာလုံခြုံကိစ္စမှာအဆင်မပြေဖြစ်ပေမဲ့လည်းငွေကြေးကိစ္စမှာကိုကူညီတောင်းလို့ရှိရင်ကူညီပေးမဲ့လူတွေရှိတယ်ချီးပေးမဲ့လူတွေရှိတယ်စိုက်ပြဒီလိုဒီလိုလူတွေကဘလို့ပဲချီးပေးချီးပေးဘလို့ပဲကူညီပေးကူညီပေးကိုယ့်ရဲ့ငွေကြေးကိစ္စတွေရဲ့လိုအပ်မှုကတော့အမြဲဖြစ်ပေါ်နေတာတွေ့ကြုံလာတတ်ပါတယ်ဒါကြောင့်မလို့မမျှော်လင့်ထားပဲနဲ့ဒီလိုချိန်ကာလမျိုးမှာအကျွေးမိတွေတင်သွားတာမျိုးတွေလည်းဖြစ်လာနိုင်ပါတယ်ဒါကြောင့်ငွေထွက်များနေတဲ့အချိန်ဒီပိုင်းခြားတစ်ခု မွေထွက်နေတဲ့အချိန်ဒီပိုင်းခြားတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့တနေ့လာသားသမီးတွေဆက်ဆက်ရရစဉ်းစားသုံးသပ်ပြီးတော့မှငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးလှုပ်ဆောင်ဘာလို့ကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်ဆိုတော့ငွေလုံးဝငွေပဲလက်ပိတ်နေတာမျိုးတော့မဟုတ်ပါဘူးဝင်လာတော့ဝင်ပါလိမ့်မယ်ခဏပြောလို့ငွေအခက်အခဲဖြစ်လာလို့ရှိရင်လည်းကုညီတဲ့လူတွေဒါမှမဟုတ်လို့ဒီကုတ်လမ်းပြတဲ့လူတွေလည်းရှိကောင်းရှိပါလိမ့်မယ် ခက်နေတာကိုယ့်လက်ထဲမှာငွေများများဆဆမပြောနဲ့ကိုသုံးဖို့အတွက်ဒါမှမဟုတ်ကိုအရေးပေါ်တခုခုအသုံးပြုမှုအတွက်စုဆောင်ထားတဲ့ငွေကြေးတောင်ကိုမှမရှိပဲနဲ့အရေးကြုံလာရင်လည်းခက်ခဲရတယ်ဒါကြောင့်ငွေကြေးအပူပင်တော့ကအနည်းငယ်ရှိတယ်လို့သုံးသပ်ပြီးတော့ဟောကြားပေးခြင်းဖြစ်ပါတယ်နောက်တစ်ချက်ကတော့ကျန်းမာရေးကိစ္စရည်နဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်အစားတောက်ဘိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးစင်ကြင်တင်ပါတယ်အစားတောက်ဘိုင်းနဲ့ပတ်သက်ပြီးတော့ဒီအစာစိတ်တက်လာမျိုးဒါမှမဟုတ်ကိုတဲ့မတက်ပြတဲ့အစားတောက်တွေကြောင့် ကျမကြီးအားနေတာမျိုးတွေနဲ့ပတ်သက်ပြီးတွေ့ကြုံလာ။ဥပမာစီးကျုံတမစီးကျုံတက်တာမျိုး၊သွေးကျုံတမသွေးကျုံတက်တာမျိုးတွေနဲ့ပတ်သက်ပြီးတွေ့ကြုံလာတတ်တယ်။နောက်တစ်ခုကတော့အရေးပြားပိုင်းဆိုင်ရာတွေနဲ့ပတ်သက်တဲ့အပိုင်းပေါ့နော်။ရေးပြားကျွန်တော်တို့ allergic ဖြစ်တာမျိုးအဲပြီးသွားတဲ့ခါကျရင်ယာနာဖူးတွေပေါက်တာမျိုးနော်။အရင်အထက်ပို့ပြီးဝက်ချံပေါက်တာမျိုးစသဖြင့်ပေါ့ဗျာ။အရေးပြားပိုင်းဆိုင်ရာတွေနဲ့ပတ်သက်တဲ့ဒီယောဂလက္ခဏာတွေကျွန်တော်တို့မကြခရဆိုလို့ဒုံမဟုတ်အများများဆန်းဆန်းဖြစ်ပေါ်နေတာတွေကျွန်တော်တို့တွေ့ကြုံလာမဲ့အပိုင်းခြားတစ်ခုလည်းဖြစ်ပါတယ်။နောက်ချက်ကတော့ကျွန်တော်တို့ အခြေအကိစ္စဖြစ်ပါတယ်။အချက်ကတော့ကျွန်တော်တို့တနေ့လာသားသမီးတွေရဲ့အခြေအကိစ္စဖြစ်ပါတယ်။အခြေအကိစ္စမှာတနေ့လာသားသမီးတွေဟာဘယ်အစဉ်ပြေမှုကိုစတင်လာတဲ့ကာလအပိုင်းကြတစ်ခုဖြစ်ပါတယ်။တယောက်နဲ့တယောက်ကျွန်တော်တို့သဘောထားချင်းအာလောက်ကောင်ကွဲလဲနေတဲ့အပြန်လဲပြီးတော့တင့်မြတ်လာမယ်။ရှေ့ဆက်ဖို့တော့မဖြစ်နိုင်တဲ့အရာတွေရှေ့ဆက်ဖို့တော့ပြန်လည်ပြီးတော့အားကောင်းလာနိုင်တဲ့အချိန်ဒီပိုင်းခြားတစ်ခုပါဆိုတော့လောကလောကတယောက်နဲ့တယောက်ပြတ်ဆဲသွားတဲ့အထိ ဒါမှမဟုတ်လို့ရှိရင်အဆင်မပြေဖြစ်တဲ့တည်းဖြည့်နေအောင်ပါခုနလအပိုင်းမှာတယောက်နဲ့တယောက်နားလည်မှုဒုံဘော့အကြောင်းအရာတစ်ခုခုကြောင့်ပြန်လဲပြီးတော့ပတ်သက်တာမျိုးပြန်လဲပြီးတော့ဆက်ဆံတာမျိုးဒုံဘော့ကွဲသွားတဲ့သမီးစားရတောင်မှကို့ဟိုကြီးစားမဟုတ်တောင်မှတငယ်ချင်းပေါင်းသင်းမိတ်ဆွေကန္တာအနေနဲ့ကို့နားမှာရှိနေတာမျိုးတွေတွေ့ကြုံလာတတ်ပါတယ်ဒါကြောင့်မို့အခြေအနေကိစ္စတွေမှာကျွန်တော်ပြတ်တောက်ဖို့အတွက်အာနေတယ် เนาะအားနေတယ်ဆိုတော့တချို့ကန်တော်တော်ဆိုးတဲ့လူတွေကပြတ်ကောင်းပြတ်သွားနိုင်တယ်ပေါ့เนาะဆိုတော့အဆိုးတဲ့အကောင်းဆိုအကောင်းဘက်ကိုဥတည်လာတယ်ဘာလို့အကောင်းဘက်ကိုဥတည်လာလဲလို့ပြောမယ်ဆိုလို့ရှိလို့ရှိရင်ခဏပြောရဲအတက်တက်ဆိုင်အဟောင်းတွေကပုံမှန်ပြီးအားကောင်းနေတဲ့ကာလာပိုင်ချာတစ်ခုဖြစ်တယ်အဲ့ဒီအပိုင်ချာမှာတော့ခဏကျွန်တော်ပြောလို့ပေါ့เนาะကို့အနေနဲ့ လက်မခံနိုင်ဘူးကိုယ့်အနေနဲ့ပြန်မသွေးနိုင်ဘူးဆိုတော့ဒါကကိုယ့်ရဲ့သဘောပေါ့နော်ကိုယ့်ဘက်ကပြန်လဲပြီးတော့လိုချင်တတ်မှတ်မှုရှိတယ်ဆိုရင်ကိုယ့်ဘက်ကလည်းရေလာမြောင်းပိပြုတ်လုတ်လို့ယောက်ျားလေးဘက်ကလည်းတွန်းတွန်းတက်တက်လှုပ်ဆောင်ဖို့တော်တော်လိုအပ်ပါတယ်ဆိုတော့လက်တယ်ကြီးပဲအာမကိုနဲ့ကိုယ့်ညှက်အားလေးလေးတုံးဖို့တော်တော်လိုအပ်တာပေါ့နော်โอเคနောက်တစ်ချက်ကတော့အိမ်တော်ကြီးကိစ္စအိမ်နဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်အိမ်တော်ကြီးကိစ္စတွေမှာတော့အခြေအကျိစ္စနဲ့ဆက်ညီမဲ့ဖြစ်နေပါတယ် ဆိုတော့အချင်းကိစ္စမှာခဏကျွန်တော်ပြောကံကောင်းတယ်အိမ်တော်ကြီးကိစ္စမှာနားလည်မှုကြီးကွဲလွဲတယ်ချစ်ချင်းမေတ္တာတွေပျောက်ဆုံးနေတတ်တယ်တယောက်နဲ့တယောက်ကျင်နာမှုတယောက်နဲ့တယောက်ယူရမှုဆိုတော့တအိမ်ထဲမှာနေပြီးတော့ဒစိမ့်စံနေတဲ့ပုံစံမျိုးဖြစ်နေတယ်ဆိုတော့နှွေးထွေးမှုအိမ်မှာပျောက်ဆုံးနေလို့ဖြစ်တယ်လင်းများနှစ်ယောက်ကြားထဲမှာဖြစ်သားသမီးကြားထဲမှာပဲဖြစ်ဖြစ်ပေါ့နော်မေတ္တာရေးဒီမေတ္တာခြုံလို့အေးချမ်းနေဆိုတာမဟုတ်ဘဲနဲ့တယောက်နဲ့တယောက်ဒါဒစိမ့်လိုမျိုး ဒါမှမဟုတ်လို့ရှိရင်လည်းအเจ้าရတစ်ခုကြောင့်တယောက်နဲ့တယောက်မဖြစ်ရတာမျိုးတွေအိမ်တော်ကြီးကိစ္စတွေမှာတွေ့ကြုံတာတက်တယ်အဲ့တော့အိမ်တော်ကြီးကိစ္စတွေနဲ့ပတ်သက်ပြီးကွဲမလားဆိုတော့လေကွဲတာမဟုတ်ဘူးဒါပေမဲ့အိမ်ထဲမှာနေပြီးတယောက်နဲ့တယောက်အဆင်မပြေဖြစ်တာမျိုးဒစိမ့်ဆန်နေတာမျိုးကျင်တာမှုလွေထွေးမှုပျောက်ဆုံးနေတာမျိုးတော့ဘောတခြားတော့ကိစ္စတစ်ခုအရန်အာယုံဆူးဆိုက်ပြီးလင်းများနှစ်ယောက်ကအဲအိမ်တော်ကြီးကိစ္စတွေနဲ့ပတ်သက်ပြီးပြုတ်လောက်ရမယ်ဒီချစ်ချင်းကျင်တာလေပျောက်ဆုံးသွားတာမျိုးဖြစ်တာဥပမာကွာလုံငန်းကိစ္စအောင်မျိုးလုံငန်းကိုပဲအချိန်ပေးနေရတယ်ကိုယ့်ရုပ်သားကိုအချိန်မပေးနိုင်ဘူးတာသမီးကိုအချိန်မပေးနိုင်ဘူး တခြားတော့တခြားတော့ပြဿနာတစ်ခုကြောင့်ဒီအိမ်တော်ကြီးကိစ္စရည်နဲ့ပတ်သက်ပြီးလွှဲထွေးကျင်နာမှုပျောက်ဆုံးနေတာမျိုးဆိုလိုခြင်းဖြစ်ပါတယ်။ Okay နောက်တစ်ချက်ကတော့ကျွန်တော်တွေ့ကြုံလာမယ်ဝန်ထမ်းတွေအတွက်ဖြစ်ပါတယ်။ဝန်ထမ်းတွေကတော့ကျွန်တော်တို့အားကောင်းနေတဲ့ကာလပိုင်းခြားတစ်ခုဖြစ်ပါတယ်။မိကောင်းဆွေကောင်းတွေတွေ့ကြုံလာမယ်၊ကိုကြီးထောက်ပံ့ပေးတဲ့လူတွေတွေ့ကြုံလာမယ်။အာကိုယ့်ရဲ့မိတ်ဆွေပေါင်းတင်းတွေရဲ့အကြံပေးမှု ထောက်ပံ့ပေးမှုကြောင့်လုပ်ငန်းကိစ္စရည်နဲ့ပတ်သက်ပြီးပြေလည်သွားတာမျိုးအလုံးသိအကင်သိဖြစ်ပေါ်တာမျိုးတွေနဲ့ပတ်သက်ပြီးတွေ့ကြုံလာတတ်ပါတယ်။ဒါကြောင့်မို့လို့လောဘကင်ဘက်ကောင်းတွေနဲ့တွေ့ကြုံလာမယ်။သူတို့စီကပညာရတယ်၊သူတို့စီကအကူအညီရတယ်၊သူတို့စီကသတင်းစကားရတာတွေသူတို့စီကနေစေကိုယ့်ရဲ့ကံအခွင့်အလမ်းကောင်းမှုတွေအကြောင်းတရားလေးတွေပေါ်ပေါက်လာမယ်အချိန်ကြီးပိုင်းခြားတစ်ခုဖြစ်ပါတယ်။နောက်တစ်ခုကတော့ပညာရေးနဲ့ပတ်သက်တဲ့ပိုင်းခြားဖြစ်ပါတယ်။ပညာရေးနဲ့ပတ်သက်တဲ့ပိုင်းခြားတွေမှာတော့နည်းနည်းလေးခုနကပိုင်းမှာပညာရေးကိစ္စမဟုတ်ပဲနဲ့ပေါ့နော်။ ျွန်တော်တို့လုပ်ငန်းကိစ္စမိသားစုကိစ္စကိုအချိန်ဖို့ပေးတင်ပါတယ်ဒီအချိန်မှာပြည်သားရေးကိုအချိန်ပေးလိုက်မယ်ဆိုရင်ခင်ဗျားမလိုလားတဲ့ပြဿနာအရှုပ်ရှင်းနေလူမှုရေးဒီမှာစီးပွားရေးဒီမှာအိမ်တော်ရေးဒီမှာအခြေရေးဒီမှာတွေ့ကြုံလာတတ်ပါတယ်ဒါကြောင့်မို့ပညာရေးကလည်းတပိုင်းစားဖြစ်သွားတာမျိုးဖြစ်တတ်ပါတယ်အဲကြောင့်ခရလဘိုင်းမှာတင်တတ်ထားတဲ့တခုလုပ်ဖို့အတွက်ကြံစီထားတာရှိရင်တော့နည်းနည်းလေးနောက်ပြန်ဆုတ်လိုက်တာပိုကောင်းမယ်တို့တော့ကော်နလာဘိုင်းမှာစောင်းပွဲဖြစ်ဖို့တော့မဖြစ်မနေစောင်းပွဲဖြစ်ဖို့တော့မဖြစ်မနေပညာရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ တခုခုလောက်ဖို့အတွက်ဆိုရင်တော့အခက်ခဲအသားစီးတွေအများကြီးကြုံတွေ့နေရမယ်အဲ့ဒီအခက်ခဲအသားစီးတွေကကိုယ်ကိုယ်တိုင်ကြော်လွှားမှရမယ်ဘယ်သူမှအာမကုန်တဲ့ဘယ်သူမှအကူအညီမတောင်းတဲ့အဲ့ဒါဆိုမိတ်ဆွေတို့ပုံမှုပြီးတော့ကောင်းမွန်ပါလိမ့်မယ်နောက်ဆုံးကြံရှိတဲ့နိုင်ငံခြားကံတွေနဲ့ပတ်သက်ပြီးဟောကြားပေးချင်ပါတယ်တနင်္လာသားသမီးတွေကဒီလာမဲ့9လပိုင်းမှာနိုင်ငံခြားကံနဲ့ပတ်သက်ပြီး MNN အားနေပါတယ် သွားရလို့လို့သွားရလို့လို့ဟိုနေ့သွားမယ်ဒီနေ့သွားမယ်ဒီနေ့သွားမယ်ခုနေ့သွားမယ်လေတဖြည်းဖြည်းနဲ့နောက်ကဟိုဘက်မှာဖြစ်နေတဲ့ပြဿနာဟိုဘက်မှာဖြစ်နေတဲ့ကိစ္စတွေကြောင့်နောက်ပြန်လဲပြန်လဲပြန်လဲပြီးတော့ဆုတ်သွားတာမျိုးတွေတွေ့ကြုံလာတတ်ပါတယ်ဒါကြောင့်မလို့ကဲအားဖြင့်ပြောမယ်ဆိုတရင်တကာကောင်းတော့ကြားနေရမလက်ဖန်သွားတော့ဟိုဘက်မှာနိုင်ငံရေးအခြေအနေမကောင်းလို့ဒါမှမဟုတ်ဟိုဘက်မှာဗီဇာတခုဖြစ်လို့အလုပ်အဟိုဒီဘက်အစိုးရမလှုပ်လို့စသည်အကြောင်းမျိုးမျိုးကြောင့်သွားရတဲ့ကံတွေကလွဲချော်နေတာမျိုးတွေတွေ့ကြုံလာရနိုင်ပါတယ်အားလုံးပဲကိုကြီးကြမှာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြေဆုံးပါဆွတ်မကောင်းတောင်းရင်းနဲ့ပဲကျွန်တော်ရဲ့ အဗီဒီယိုဒီမှာပဲညနာခွင့်ပြပါခင်ဗျ